လာရှိုးရင်တိန်ရဲမှုမျိုးထိုက်စေးကြောင်မီတနက်ပြဖမှုနဲ့ပတ်သက်ပြီးစုံကုန်ဖွဲ့စစ်ဆေးပြီးမှလာရှိုးမျိုးကရင်တိန်ရဲ53ဦးလုံးကိုစစ်ဆေးနေတယ်လို့ရင်တိန်ရဲတပ်ဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ရင်တိန်ရဲမှုမျိုးထိုက်ဟာအောက်တိုဘာလ9ရက်က လာရှိုးမျိုး KTV တခုမှာ K လို့ခေါ်တဲ့မူးယစ်ဆေးတစ်မျိုးသုံးပြီးအရက်တောက်ကလာရှိုးရဲစခန်းဝင်အတွင်းကလိုင်းငံမှာတရားမဝင်ကင်ဆောင်ထားတဲ့ပစ္စတိုနဲ့6ချက်ပစ်ပေါက်ခဲ့ပါဗျ။ ဒီကိစ္စကိုလာရှိုးပြည်နယ်ရဲမှုကိုယ်တိုင်မျိုးထိုက်ကိုအချုပ်ထဲထည့်ခဲ့ပေမဲ့ညရင်းချင်းအချုပ်ထဲကပြန်လွတ်လာတာနဲ့ပတ်သက်ပြီးစုံကုံဖွဲ့စစ်ဆေးပြီးမှမျိုးထိုက်ဟာလာရှိုးမျိုးထဲမှာရှိနေဆဲဖြစ်တယ်လို့သတင်းရင်းမြစ်တူက ပြောပါရယ်လာရှိုးကရင်ထင်းတွေအားလုံးအစ်စ်ခံရတယ်မျိုးထိုက်ကချော့လိုက်ချော့လိုက်လှုပ်ထားတော့ဘသူကမှအမှန်ကိုမပြောရဲကြဘူးတနက်ပြစ်တဲ့ကိစ္စမျိုးထိုက်အချုပ်ထဲဝင်ရတဲ့ကိစ္စလက်စားတဲ့ကိစ္စတွေကရဲစခန်းထဲနေတဲ့သူတိုင်းအနည်းနဲ့များသိတယ် သူပြစ်တဲ့ကြည်စန်းကစခန်းမှုအိမ်ရှိကမျက်နှာချက်ကိုမှန်ထားတဲ့အရာတော်ရှိတယ်။ဒါပေမဲ့အမှန်ကိုဘယ်သူမှမပြောရတော့ဒီတိုင်းစစ်လည်းမပေါ်ဘူးပေါ့။မျိုးထိုက်ကရှင်းရှင်းပြောရင်ရဲကြဖြန်လို့သူကပြောပါတယ်။လာရှိုးရင်နှင်းရဲတွေထဲမှာဒုတက်ချက်အောင်သေးကျော်နဲ့ဆရာဖြစ်သူရဲအုပ်အောင်ကျော်ဝေတို့ဟာလည်းဖမ်းဆီးထားတဲ့စစ်နှဘိန်ကားတွေကကားဘိန်အကောင့်တွေကိုအဟောင်းတွေနဲ့လဲလှယ်အစားထိုးတာအပြင်တာဝန်ချိန်ပြင်ပမှာ မြို့ပတ်လမ်းပေါ်ဖြတ်တန်းသွားလာနေတဲ့ကားသမားတွေကိုငွေညစ်နေတယ်လို့လဲလာရှုံမြို့ကန်သတင်းရင်းမြစ်တို့ကပြောပါရယ်သူတို့နှုံဦးဟာ KTV နဲ့ဟိုင်းငန်းတွေမှာမွေးရစေဝါတုံးဆွဲပြီးစလော့ဂိမ်းတွေနဲ့အချိန်ကုန်နေတာကြောင့်အမြဲတမ်းငွေလိုနေတာလို့လဲဆိုပါရယ်စကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့လာရှုံမျိုးမှာမိုးရင်မှုခိုးဆိုးလူနိုင်မှုတွေနေ့စဉ်ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့အော်တိုဘာလ26ရက်ညပိုင်းမှာဈေးကြောင်နေသူတို့မောင်းနေလာတဲ့ကားဝင်တိုက်မိလို့လူသုံးဦးသေဆုံးခဲ့ပါသေးတယ်